ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းအနေနဲ့တစ်နှစ်ကိုအမျိုးအစားမတူတဲ့ဒရုန်းအစင်းရေး၁၀တန်းထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအိုလက်ဆန်ဒါ်ကိုဇန်ကိုကပြောကြားလိုက်ပါတယ်။စင်ကာပူနိုင်ငံမှာကျင်းပတဲ့ရှန်ဂရီလာဆွေးနွေးပွဲလုံခြုံရေးဆိုင်ရာဖိုရမ်မှာမိန့်ခွန်းပြောကြားတဲ့အချိန်အဲ့လိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖိုရမ်မှာယူကရိန်းကာကွယ်ရေးဒုတိယဝန်ကြီးကယူကရိန်းဟာကာကွယ်ရေးစက်မှုလုပ်ငန်းရဲ့စွမ်းဆောင်ရည်တွေအထူးသဖြင့် drone ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။ယူကရိန်း drone တွေဟာတခြားရွေးချယ်စရာတွေထက်တိတိတတ်တာဈေးတက်တာကြောင်းနဲ့တိုက်ပွဲမှာအဆန်းတက်ခံနိုင်ခဲ့တဲ့အချက်ဟာအရေးအကြီးဆုံးဖြစ်ကြောင်းသူကအလေးပေးပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာဒရုန်းထုတ်လုပ်ရေးကဏ္ဍကိုအဆင့်မြင့်တင်နိုင်ခဲ့ပြီဖြစ်ပြီးကြီးရည်လေးတိုက်ပွဲဝင်ခင်မီဒရုန်းတွေကိုထုတ်လုပ်နေပါဗျ။မြန်မာကာလမှာယူကရိန်းရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းကနေတနှစ်ကို drone ဆင်းရီ၁၀တန်းအထိထုတ်လုပ်နိုင်ပါတယ်လို့ကိုဇန်ကိုကပြောကြားပါဗျ။ယူကရိန်းဟာ drone မောင်းနှင်သူတွေရဲ့နေစဉ်အတွေ့အကြုံတွေကိုအခြေခံလို့ drone အသုံးပြုမှုဆိုင်ရာစစ်ရေးသဘောတရားတွေကိုအဆင့်မြင့်တင်လျက်ရှိတယ်လို့သူကအလေးပေးပြောကြားခဲ့ပါဗျ။ စစ်မြေပြင်မှာရှိတဲ့ထိခိုက်ပျက်စီးမှုအလုံးရဲ့80ရာခိုင်နှုန်းဟာဒရုန်းတွေကြောင့်ဖြစ်တယ်လို့ဆိုပါရယ်နိုင်ငံတကာကာကွယ်ရေးကုမ္ပဏီတွေအနေနဲ့ယင်းနှိမ့်မြုံနေတာပူးပေါင်းထုတ်လုပ်တာနဲ့အတွေ့အကြုံ ဖလှယ်တာတွေတို့ကတဆင့်ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့လဲယူကရိန်းကာကွယ်ရေးဒုတိယဝန်ကြီးကဖိတ်ခေါ်ခဲ့ပါရယ် ယူကရိန်းဟာကမ္ဘာ drone ထုတ်လို့ရေးကဏ္ဍမှာဥဆောင်နေတဲ့နိုင်ငံတစ်ခုဖြစ်ကြောင်းယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးကအခုနှစ်အစောပိုင်းမှာပြောကြားခဲ့ပါတယ်။အဲ့ဒီ forum ကို American ရဲ့ Indo-Pacific ဒေသဆိုင်ရာကုကေမှုဗိုလ်ချုပ်ကြီးဆင်မြူရဲ့ပါဘရို ဂျာမနီကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးကာစတန်ဘရူဝါအိန္ဒိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးအန်နီချိုဟန်နဲ့ဘရာဇီးပူတွဲဆေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရီနာတိုရိုဒီဂရက်စ်တို့လည်းတက်ရောက်ခဲ့ကြပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးကိုမြင်နိုင်ကြမယ်အတိအပြီးထိတ်ခေါ်လိုက်ပါစေ